1989ခုနှစ်လောက်မှာညထဲမမရအောင်လေလန်းဘက်ကအေရှီလန်းကျောင်းတစ်ခုမှာငယ်ရွယ်တဲ့ကျောင်းသူတဦးတည်ဆုံးခဲ့တယ်လို့ကြေးရွာဝန်ကြီးပြောကြတာ။သူမတည်ဆုံးသည့်နေရာမှာအခုထိညနေ10နှစ်နာရီကျော်လောက်ရောက်တဲ့သူတိုင်းမတိမတာအရေးတစ်ခုနဲ့တွေ့ကြုံရတယ်။တခါမှတော့အလုတ်ပြီးခါနီးအိမ်ပြန်ဖို့တက်ကြီးမိမတဦးညတကောင်အချိန်လောက်မှထွက်လာခဲ့တယ်။ ိမ်မရောက်မီအလယ်လန်းကြီးကတိမ်အလွန်ထူထူထဲမှာမိန်းကလေးအသက်33 34ဝန်းကျင်ပဲဖြစ်မဲ့ထင်တဲ့အရေးတယောက်လမ်းထိုင်နေတာကိုတွေ့မိတဲ့သူမကတိုက်ရိုက်မကြည့်ရဲပေမဲ့မျက်လုံးထဲကအရေးနဲ့တွေးလိုက်ချိန်မှာ အတန်တစ်ခုပဲနားထဲမှာထွက်လာတယ်မနဲ့မထွက်နဲ့လို့မိမကြီးကအလင်းစလိုအိမ်ပြန်ရောက်တော့လေအဲ့ဒီညအိတ်ချင်းမအိမ်မရတညလုံးတကားနာမှာတဖြည်းဖြည်းသွားလျှောက်တန်းနဲ့ထွက်ပြန်တန်းတွေကြားနေရတာ နောက်မနက်ထ early မနက်၄နာရီလောက်မှာတကားကိုခွင့်ကြည့်လိုက်တော့အေရှီလမ်းမှာအရေးတစ်ခုတော့မရှိတော့ပဲတိတ်ဆိတ်ပြီးညအလင်းကျန်ခဲ့တယ်။အဲ့ဒီနေ့နောက်ပိုင်းကစပြီးကြေးရွာထဲမှာမနက်မထွက်နဲ့ဆိုတဲ့တတိပေးအတန်ကိုအချိန်အားလုံးကြာရသည့်ဖြစ်ရက်တွေဖြစ်လာတာပါ။လက်တွေ့ပဲဖြစ်ဖြစ်တတိပေးတန်ပဲဖြစ်ဖြစ်မနက်မကျင်ခင်အိမ်ကထွက်မယ်ဆိုရင်